အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာရေးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးမှာကတော့အာကျွန်တော်လူချစ်နဲ့ချစ်ပေါ့နော်ဒီနတ်တရားကိုဖြစ်ချင်တဲ့အလုပ်ကိုဝိုင်းဝန်းကူညီဆောင်ရှောက်လုပ်ကင်ပေးတဲ့အာကျွန်တော်တို့ရေတရားလေးတစ်ခုပဲဖြစ်ပါတယ်ဒီရေတရားလေးကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အခုကျွန်တော် ပုံမှာပြထားတဲ့အတိုင်းဖေအောင်နိုင်ရဲ့မိစ္ဆာဘက်ကနေစပြီးတော့ကျွန်တော်ရေးပြထားတဲ့အတိုင်းဂါရာလေးကိုရေးရမှာပဲဖြစ်ပါတယ်။အဒီလိုဒီဖေအောင်နိုင်ဒီပုံမှာဂါရာကိုရေးပြီးပြီဆိုလို့ရှိရင်ဘုရားရှင်ရဲ့ရှေ့မှာအဒီဖေအောင်နိုင်ဒီအတိုင်းကိုတည်ထားရမယ်။တည်ထားပြီးပြီဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုရည်ရွယ်ပြီးတော့ကြည်မှန်းပြီးတော့ဆွာရပွဲကတ်လို့ပြီးတော့ယဟန္တာရှင်တို့မြတ်ကြီးကျွန်တော်တို့ဒီအရှင်ရာဟုလာကိုအဲကျွန်တော်တို့ရည်ရွယ်ရည်မှန်းပြီးတော့ဆွန်တပွဲကတ်ရမယ်။ အဲ့လိုစွန်းကပ်ပြီးတဲ့အချိန်မှာအခုကျွန်တော်ထပ်ပြရတဲ့ဂါရာလေးကိုကျွန်တော်တို့အဲ့နာမှာနဲ့တထိုင်နဲ့ကိုးပေါ့ရုတ်ရမယ်အချိန်ရအချိန်ပေးနိုင်နေအဲကျွန်တော်တို့ရုတ်ဖတ်နိုင်နေဆိုတဲ့လူတွေကဆိုလို့ရှိရင်တရနဲ့မှာရှစ်ခေါက်ပရိတပတ်ပြည့်အောင်အဲ့နာမှာဆက်ရမှာပဲဖြစ်ပါတယ်အဲစိတ်ပြီးတော့စွန်းကပ်ခြင်းနေဒီလိုဂါရာတဲ့ရုတ်ပကုံးတော်ကိုရုတ်ဖတ်ပူတော်ပြီးတဲ့အချိန်မှာလက်ရှိမိမိမှာဖြစ်ပေါ်နေတဲ့အခက်အခဲအကျက်တွေပြဿနာဒါမှမဟုတ်ရင်ကိုဖြစ်ခြင်းနဲ့စံသားတစ်ခုကို ဆူတောင်းပြီးတော့နှကောင်းနှမျက်တွေနဲ့ဒီကိုယ်နဲ့ပတ်သက်တဲ့ပါရမီစရာပန်းဆက်တွေအလာရောက်ပြီးတော့ကုညီကြပါစေကြောင်းကိုဖြစ်ချင်တဲ့အလုပ်အမြန်ဆုံးပြီးမြောက်ပါစေကြောင်းဆူတောင်းပေးခြင်းအပြင်မိတ်ဆွေအနေနဲ့မကြာခင်ရက်အကျွန်တော်တို့9ရက်အတွင်းမှာမိတ်ဆွေဖြစ်ချင်တဲ့အလုပ်တွေအဲဖြစ်ပေါ်နေတဲ့စံနာတွေကအမြန်ဆုံးပြီးမြောက်အကောင့်ထဲပေါ်လာစေမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီရေရာလေးကိုပြုလုပ်တဲ့အချိန်မှာကျွန်တော်တို့မနှခင်း ငယ်လောက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အနည်းကျွန်တော်တို့အချိန်နဲ့ပြောမယ်ဆိုလို့ရှင်တော့9နာရီ45မိနစ်အတွင်းမှာအလုံးဆောင်ရဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလုပ်ပါတယ်အကယ်၍အခုကျွန်တော်ပြောသွားတဲ့အထက်မှာမိတ်ဆွေအနေနဲ့ဒီရေရာနဲ့မရှင်းတဲ့အဲကိစ္စလေးတွေပါခဲ့မှာဆိုလို့ရှင်ကျွန်တော်ရဲ့ deputy ရဲ့ comment မှာဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်တခြားသောမိတ်ဆွေများလည်းသိရလေအောင် deputy လေးကို share ပေးသွားကြဖို့ပညာဒါနအနေနဲ့ကျွန်တော်အနေနဲ့ပြောလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်